င်္ဂလာပါရှင်။မိုးလေဝသနဲ့ဇလဗေဒညကြမှုဦးစီးဌာနကနေမေလ14ရက်ဒီကနေ့နဲ့9နာရီအချိန်ထုတ်ပြန်လိုက်တဲ့သတင်းကိုကြေညာပါမယ်ရှင်။ကပ်လီပင်လယ်ပြင်နဲ့ဘင်္ဂလားပင်လယ်အော်အရှေ့တောင်ပိုင်းတို့တွင်မုတ်တုံလီအားအတင်းတင်းရှိနေပြီးဘင်္ဂလားပင်လယ်အော်အနောက်လယ်ပိုင်းတွင်တိမ်အနေငယ်ဖြစ်ထွန်းနေကကြံမင်္ဂလားပင်လယ်အော်တွင်တိမ်အတင်းတင်းဖြစ်ထွန်းနေပါမယ်။ ဒီကနေ့ညနေထိခမန်းချက်ကတော့မကွေးတိုင်းဒေသကြီး၊စကိုင်းတိုင်းဒေသကြီးအောက်ပိုင်းချင်းပြည်နယ်နဲ့ရခိုင်ပြည်နယ်တို့တွင် နေရာစစ်စစ်၊ကြံတိုင်းဒေသကြီးနဲ့ပြည်နယ်တို့တွင်နေရာအနှံ့အပြားမိုးထစ်ခြုံရပြီးမန္တလေးတိုင်းဒေသကြီးနဲ့တနင်္လာရီတိုင်းဒေသကြီးတို့တွင်နေရာကွက်ရီမိုးကြီးနိုင်ပါတယ်။ရွာရအောင်ပြည့်ဖြစ်ပါတယ်။ ဗိုလ်တိန်အောင်ဖြစ်ပေါ်မှုအခြေအနေအရမန္တလေးတိုင်းဒေသကြီးတနင်္လာရီတိုင်းဒေသကြီးရခိုင်ပြည်နယ်နဲ့ရှမ်းပြည်နယ်မြောက်ပိုင်းတို့တွင်ဗိုလ်တိန်အောင်များဖြစ်တွန်းလျက်ရှိပြီးအစိုးရဗိုလ်တိန်အောင်များရွေရှားရနေရာတစ်လျှောက်တွင်မိုးရွာသွန်းခြင်းနဲ့အတူလေပြင်းတက်ခတ်ခြင်း၊မိုးထစ်ချုံခြင်း၊မိုးကြိုးပြစ်ခြင်း၊လျှက်စီးလက်ခြင်းနဲ့မိုးသီကျခြင်းစတဲ့မိုးလေဝသဖြစ်စဉ်များဖြစ်ပေါ်နိုင်တာကြောင့်ကြိုတင်သတိပြုနိုင်မှရန်အကြံပြုပါသည်။မြမပင်လေးပင်တွင်မြဝကျုံမော မုတ်တမာကွေမွန်တီနီနာရီကံရုံးနဲ့တခြားနယ်ကမ်းလွန်ပင်လယ်ပြင်တို့တွင်တခါတည်းရမိုးတက်လေပြင်းများကြောက်ပြီးလှိုင်းတင်တင်မှလှိုင်းကြည့်နိုင်ပါတယ်။မိုးတက်လေပြင်းကြခြင်းရေပြင်းမြေပြင်းလေဟာတနအီလင်းမိုင်30မှ35မိုင်ထိတက်ခတ်နိုင်ပါတယ်။လှိုင်းမြေမှာမြဝချုံမော်မုတ်တမာကွေမွန်တီနီနာရီကံရုံးနဲ့တခြားနယ်ကမ်းလွန်ပင်လယ်ပြင်တို့တွင်9ပေမှ9ပေကန်ရှိနိုင်ပါတယ်။ ကျန်မြမပင်လေပင်တွင်လှိုင်းတင်တင်ရှိပါမယ်။လှိုင်းမြမရခိုင်ကမ်းရိုးတန်းတစ်လျှောက်နှင့်ကမ်းလွန်ပင်လေပင်တို့တွင်၅ပေမှ9ပေခန့်ရှိနိုင်ပါသည်။နောက်နေ့အတွက်ခမန်းချက်ကတော့ရန်ကုန်တိုင်းဒေသကြီး၊ပဲခူးတိုင်းဒေသကြီး၊အေရရီတိုင်းဒေသကြီး၊တနင်္လာရီတိုင်းဒေသကြီး၊ကရင်ပြည်နယ်နဲ့မွန်ပြည်နယ်တို့တွင်နေရာကွက်ရီမူကြီးနိုင်ပါသည်။နေပြည်တော်ရန်ကုန်မြို့မန္တလေးမြို့နယ်ဒီတဝိုက်တွဲဒီကနေ့ညနေထိခမန်းချက်ကတော့မိုးတစ်ချိန်နှစ်ချိန်ထိချုံရပါမယ်။ရွှေအရာနှုတ်ပြဖြစ်ပါရဲ့ရှင်။